အခုချိန်မှာသတင်းတွေရှားပါးနေတာဖြစ်တဲ့အတွက်လေပွဲချိန်အတွင်းမှာထွက်လာတဲ့သတင်းတွေကိုအခုမှကျွန်တော်တို့ပြပြီးဖော်ပြပေးဖြစ်တာဒါပေမဲ့မနက်ခင်းမှာတော့အာဆင်နယ်သတင်းတွေပုံမှန်နားထောင်ကြည့်တဲ့ညီကိုတွေအတွက်ဒါမျိုးကျွန်တော်စူးစီးပြီးလုပ်ပေးထားတာပါပထမဆုံးသတင်းတစ်ပုဒ်ကတော့ဒါခရစ်စတန်ဖော့ဖော်ပြထားတာဂျာမန်ဘွန်ဒလီဂါဘက်ကသတင်းနဲ့ပတ်သက်စိတ်ချတယ်ပြောလို့ရတယ်တရားခိုင်နှုန်းအပြည့်တော်မှန်တဲ့သတင်းထောက်မဟုတ်ဘူးဒါပေမဲ့သူကအဲ့ဘက်မှာအခြေပြုတာသူ့ရဲ့ဖော်ပြထားချက်ရဆိုရင်တော့ဂျာမန်ဘွန်ဒလီဂါကလပ်ဘိုင်ယန်မြူးနစ်အသင်းကအာဆင်နယ်အသင်းရဲ့တိုက်စစ်တောင်းပန်ဘရာဇီးသားဖြစ်တဲ့မာတီနယ်လီကိုလာမယ့်စောင်းစ ီကွက်၊ຫນွေစီကွက်ဒီမှာခေါ်ဖို့အတွက်လက်ရှိချိန်ထိဆန္ဒရှိနေသေးပဲလို့ကြားသိရတယ်။မာတီနယ်လီကိုလိုချင်တယ်။မာတီနယ်လီနဲ့ပတ်သက်ပြီးအမြဲတမ်းစောင့်ကြည့်မှုတွေလုပ်နေဒီဘရာဇောက်သဘောကျတယ်ဆိုပြီးတော့ဒီတင်တဲ့တော့ကတော့ဖော်ပြသွားတယ်။ကြံခဲ့တဲ့ຫນွေရာသီဇီကွက်မှာတော့မာတီနယ်လီနဲ့ပတ်သက်ပြီးတော့ယူရိုတန်30နဲ့35တန်းကြားအာဆင်နယ်သင်းစီကိုတရားဝင်ကမ်းလှမ်းခဲ့ပြီးမဲ့အာဆင်နယ်ကအဲ့ပမာဏနေပါတဲ့ပြုံမှာအလားလားအများကြီးရှိတဲ့ဘရာဇီးသားဖြစ်တာဖြစ်တဲ့အတွက်ပယ်ချလိုက်တယ်ကြားသိရတယ်။ဒါပေမဲ့ဂျာမန်ဘွန်ဒလီကာကလပ် ဘိုင်ယန်မြူးနစ်တင်ကတော့ဒီကိစ္စကိုလက်မလျှော့သေးဘူးလက်ရှိအချိန်ထိမာတင်နိုင်နဲ့ပတ်သက်ပြီးစောင့်ကြည့်မှုတွေလုပ်နေဆိုပြီးတော့ခရစ်စတန်ဖော့ကဖော်ပြသွားတယ်အဲ့တော့ကျွန်တော်တို့အမြင်လေးတစ်ချက်ပြောလိုက်ရအောင်တည်င်းအသွားလာတော့ဒါပဲကြံခဲ့တဲ့နွေစည်းကွက်မှာတော့မဝင်နိုင်ခဲ့ပြီမဲ့လာမယ့်စောင့်ကြည့်ကွက်လာမယ့်နွေစည်းကွက်ကျရင်ရအောင်ဝင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘိုင်ယန်ကစောင့်ကြည့်မှုတွေလုပ်နေအဲ့တော့အာဆင်နယ်ရဲ့သဘောထားကိုဘယ်လိုလဲအာဆင်နယ်အသင်းက2029ခုနှစ်ထိမာတင်နယ်လီကိုပိုင်ထားတယ်။တကယ်သာအသင်းရဲ့ကြိုးယူကစားသမားအသင်းရဲ့ quality မြင့်တက်စစ်တောင်မှကစားသမားဆိုရင်နှစ်နှစ်ဆိုတဲ့စာချုပ်ကမကြံတော့ဘူး။ အခုဆိုနှစ်နှစ်တောင်သိမ့်မကြတော့လာမယ့်2026နွေဆိုမာတင်နယ်လီဒီတစ်နှစ်ပဲတက်တန်းရှိတော့မယ်အရန်အနေများနေထားအာဆင်နယ်တင်းရဲ့ဆာလီဘာတို့ဆာကာတို့လို့စာရုပ်တက်တန်း2029ကျန်တဲ့ကစားသမားတွေအကုန်လုံးတက်တန်းတိုးတဲ့အဆင့်တွေတော်တော်များပြီးစီးသွားပြီဒါပေမဲ့မာတင်နယ်လီကိုဘာကြောင့်အလို့တကြီးမလုပ်လဲဆိုတော့မာတင်နယ်လီကိုရောင်းရင်ကောင်းမလားတက်တန်းတိုးရင်ကောင်းမလားဒီကစားသမားရဲ့တိုးတက်လာနိုင်ချေအဲ့ဒါတွေကိုအသင်းဘုတ်ဖွင့်တဲ့အိုင်ဒါတို့ကချင်းချင်းနဲ့နောက်တစ်ချက်ကမာတီနယ်လီဒီအခြားကစားသမားတွေထက်ဆိုင်အာဆင်နယ်အသင်းမှာပိုပျော်တယ်ဒီကစားသမားကိုဆွေးနွေးရတာတိတ်မခတ်ဘူး ဘာကြောင့်လဲဆိုတော့မာတီနယ်လီဆိုတာမျိုးကအာဆင်နယ်ကြောင့်မာတီနယ်လီဖြစ်လာလို့အာဆင်နယ်အသင်းဆိုရောက်လာခဲ့တဲ့ချာတေလီနဲ့ပတ်သက်ပြီးအသင်းဘုတ်ဖွဲ့လည်းအများအားကုန်ယူခဲ့ရတာ။ဒါကြောင့်မို့ဒီကစားမောက်ကြိုက်တဲ့ချိန်တက်တန်းတိုးလို့ရတဲ့ကွာဆိုတဲ့ပုံစံမျိုးနဲ့ထားရဖြစ်နိုင်တယ်လို့လက်ရှိချိန်မှာတိုးတက်မှုရပ်တန့်နေသလားဆိုပြီးတန်ပြန်ရှိတာဖြစ်တဲ့အတွက်လည်းအလို့တကြီးတက်တန်းမတိုးသေးတာ။ပြီးတော့အသင်းကထပ်ပြီးဝယ်ထားတဲ့ကစားသမားတွေကလည်းအဂရိတ်ကစားသမားတွေဖြစ်တာဖြစ်တဲ့အတွက်အဲ့တော့မာတီနယ်လီနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာအသက်24နှစ်ဘရာဇီးသား ပရီးမီးယားလိမှာဒီယာသည်စုစုပေါင်းပြိုင်ပွဲစုံ9ပွဲမှာသူ့အနေနဲ့3ပွဲပွဲထထားတယ်။နှစ်ကိုသွင်းပြီးတကိုဖိုင်ထားတယ်။ကြံခဲ့တဲ့ယာတီရက်ဆိုင်တော့မာရီနယ်လီဒီယာသည်မှာဆော့ရတဲ့မင်တီကတော်တော်လေးနဲသွားပြီပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီကစားမအနေနဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်တော့တပွဲကိုဒါ73မိနစ်မိနစ်20 71မိနစ်မိနစ်80ကစားခဲ့ရတဲ့ပေါ်ဘေးအသင်းနဲ့ပွဲစဉ်တော့ရှိတယ်။20မိနစ်ပဲကစားခွင့်ရခဲ့တဲ့နျူကာဆယ်အသင်းနဲ့ပွဲစဉ်ရှိရဲ။နောက်မှမိနစ်တွေတော်တော်လေးနည်းလာတွေ့ရတယ်။အဲဒါကြောင့် မာတီနေရီနေနဲ့အသင်းမှာဆက်ပြီးရှိသွားမလားဒါမှမဟုတ်လာမယ့်စောင်းစည်းကွက်လာမယ့်နေစည်းကွက်မှာဘိုင်ယန်မြူနစ်ကခေါ်ဖို့တရားဝင်ကမ်းလှမ်းသွားမလားဆိုတာကိုစောင့်ကြည့်သွားမယ်လောလောဆယ်ထိတော့အာဆင်နယ်ကအလောကြီးမာတီနေရီကိုတတ်တန်းတိုးဖို့ကိစ္စကြီးတော့မတွေ့ရသေးပါဘူးဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့အာဆင်နယ်နဲ့ Brighton တို့ရဲ့ Carabao Strikers အဆင့်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါအာဆင်နယ်နဲ့ Brighton တို့ရဲ့ပွဲစဉ်ကိုတော့အော်တိုဘာလ30ရက်နေ့မနက်2:15 AM အချိန်မှာကံသွားတော့မှာပါ16သင်းအဆင့်ပေါ်လေး 16သင်းပဲကျွန်တော်တာတွဲဆိုင်က10တွဲအဲ့တွဲဆိုင်နေမှာဆိုလို့ရှိရင်တော့အသင်းကြီးတချို့ခက်ခဲတဲ့အသင်းတွေရင်ဆိုင်ရတာရှိသလိုအာဆင်နယ်ဆိုလည်းပရီးမီးယားလိမှာဖြတ်မြင်းအသင်းလို့ပြောလို့ရတဲ့ Brighton နဲ့ရင်ဆိုင်ကစားမှာတော့ပေါ့လို့တော့မရဘူးတော့ပေါ့ရင်ဒီအဆင့်မှာရင်လက်ပြသွားမှာဟို16သင်းအဆင့် quarter semi လောက်ရောက်ပြီဆိုလို့ရှိရင်အသင်းကြီးတချို့ကတော့ကစားသမားတွေနဲ့နဲ့မာကုံရှိတဲ့ကစားသမားတွေကိုအဓိကအားပြုပြီးသုံးလာတာတွေ့ရတယ်။တစ်ဖက်အသင်းကြီးကလည်းဒီအဆင့်ကိုရောက်လာပြီဆိုရင်တော့ ခေတဲ့အသင်းတွေတော့မဟုတ်တော့ဘူးအဲ့တော့အာဆင်နယ်အသင်းတွေနဲ့ဒီပွဲစဉ်မတိုင်မီမှာဆိုရင်တော့နှစ်ရက်နေမှာအိုလံပီယာကော့စနဲ့ချန်ပီယံလိပြီးရင်လေးရက်နေမှာဝက်ဆန်၁၈ရက်နေမှာဖူအန်နဲ့အဝေးကွင်း၂၀ရက်နေမှာအက်တလတီကိုမက်ဒရစ်နဲ့ချန်ပီယံလိ၂၆ရက်နေ့ကျရင်ခရစ်စတယ်ပယ်လိနဲ့ပရီးမီးယားလိဂ် ဒါပြီးသွားလို့ရှိရင်တော့စောစောတော့ပြောတဲ့အတိုင်းပဲ30ရက်နေ့မနက်ခင်းအစောပိုင်း2:15နာရီမှာဆိုရင်တော့ကျောင်းအုံးဒီနဲ့ Brighton သင်းကိုကိုယ့်ငွေမှာအခက်ကစားမယ်။ဒါပေမဲ့ Arsenal သင်းကအဲ့စောစောတော့ပြောပွဲတွေအားလုံးထဲမှာအဝေးကွင်းပွဲစဉ်တစ်ပွဲပဲရှိတယ်။အဲ့ဒါ Fulham နဲ့ကစားမယ် Premier League အဝေးကွင်းပွဲစဉ်ပဲ။ကျွန်တော်တို့ကအင်ကွင်းမှာကြီးပဲအခက်ကစားမှာ။အခု Caravon Plaza အပောင်းပေါ့လေ Arsenal team အနေနဲ့ဒီ Caravon Plaza ပြိုင်ပွဲမှာ champion နှစ်ကြိမ်ဖြစ်ထားတယ်1989ကတစ်ကြိမ်1993ခုနှစ်ကတစ်ကြိမ်အဲ့ဒီတော့ Liverpool နဲ့ Sheffield ကိုကျော်လွန်ပြီးတော့ဘုံဆွဲခဲ့တာပေါ့လေ ဘောလူဝဲမှာအနိုင်ယူပြီးပိုဆွဲခဲ့တာဒုတိယဆုတော့9ကြိမ်ထိရထားခဲ့တယ်။ဒါကြောင့်ဒီပြိုင်ပွဲမှာအာဆင်နယ်တင်းနေတဲ့ချန်ပီယံဖြစ်တာ2ကြိမ်ပဲရှိပြီးတော့ဘောလူဝဲအဆင့်မှာရှုံးနေပြီးဒုတိယရခဲ့တာက9ကြိမ်တိရှိထားတယ်။အဲဒါဆို30ရက်နေကြရင်ကံမဲ့တွဲဆိုင်နေမတိုင်မီမှာ29ရက်နေကံမဲ့တွဲဆိုင်ရင်3တွဲရှိတယ်။အဲ့ဒါကတော့ Greensby နဲ့ Brentford Wanderer နဲ့ Fulham Red Hand နဲ့ Cardiff ဒီတွဲဆိုင်၃ခုပြီးတော့မှ30နေကြလို့ရှိရင်တော့အာဆင်နယ်နဲ့ Brighton, Swansea နဲ့ Manchester City, Liverpool နဲ့ Crystal Palace, Wolverhampton နဲ့ Chelsea, Newcastle နဲ့ Spurs အဲ့မှာကျွန်တော်အကြိုက်ဆုံးတွဲဆိုင်တွေကတော့ Crystal Palace နဲ့ Liverpool နဲ့ Crystal Palace တွဲဆိုင်တော်တော်လေးကြည့်ကောင်းမယ်။နောက်ပြီးတော့ Newcastle နဲ့ Spurs တွဲဆိုင်လည်းတော်တော်လေးကြည့်ကောင်းမယ်။အာဆင်နယ်နဲ့ Brighton ပွဲစဉ်ကတော့ အာဆီနီယကိုင်ကူမှလည်းဖြစ်တာဖြစ်တဲ့အတွက်ကြည်ကောင်းမယ်ဆိုရင်မဲ့ရှေ့ရနှစ်ပွဲတော့ပို့ပြီးတော့ကြည်ကောင်းမယ်သဘောမှရှေ့ပါလေ။ဘာပြောပါကျွန်တော်တို့ပိတ်သက်တွေတော့အားပေးရမယ်။ကျွန်တော်ကခါလာမောင်ဖလားနဲ့ပတ်သက်ပြီးအရန်လိုချင်တာဆိုရင်တော့တိတ်တော့မလိုချင်ဘူး။ဒါပေမဲ့ဒီဖလားကအခြားဖလားနဲ့မတူဘူး။မက်လဒုတိယပတ်မှာနေဘိုလီဝဲကျင်းပတာဖြစ်တဲ့အတွက်ဒီယာတီရဲ့အစောဆုံးဖလားလေးဖြစ်တယ်။ဒါကြောင့်မို့အသင်းကြီးတော်တော်များက lucky ဖလားအဖြစ်ဒီဖလားကိုလိုချင်ကြတယ်။ဒီတဲ့မှာအသင်းကြီးတို့ထွက်ခွာသွားတာမှန်ပေမဲ့ကြီးချောက်ကြီးတဲ့အသင်းတော်များတော့ဒီအဆင့်မှာရှိနေသေးတယ်။အဲ့တော့အာဆီနယ်တို့ Brighton ကိုကျော်လွန်ပြီးတော့ quarter final နဲ့တက်ရောက်သွားမလားစောင့်ကြည့်သွားတော့မှာပါတတိယမြောက်သတင်းတစ်ပုဒ်ကတော့ Arsenal အသင်းရဲ့ Premier League သမိုင်းမှာ twin goal အများဆုံးနောက်ခံကစားသမားများအဲ့နောက်ခံကစားသမားကြီးတွေမှာဆိုလို့ရှိရင်တော့ William Gallagher 12 goal နဲ့ Arsenal အသင်းရဲ့သမိုင်းနှုန်းလျှောက် twin goal အများဆုံးနံပါတ်၄နဲ့မှာရှိတယ်နံပါတ်၃နဲ့မှာတော့ Thomas ဘာမီလန်ကတော့73ဂိုးနဲ့ရှိပြီးတော့နံပါတ်1နဲ့မှာတော့ဂေဘီယောမခါကြီးက78ဂိုးနဲ့ရှိတယ်။အာဆင်နယ်တင်းရဲ့တမန်ရုံးတစ်လျှောက်ခန်းစစ်ကစားသမားတဦးအနေနဲ့တွင်းဂိုးများဆုံးတွင်းထားခဲ့တာကတော့ ကိုစီယန်နီ22ခုနဲ့ပေါ့လေလက်ရှိချိန်မှာအာဆင်နယ်သင်းနဲ့2029ခုနဲ့ဒီတက်တန်းတူထားခဲ့တဲ့ဂီဗီယမကာကြီးနဲ့ဒီကိုစီယန်နီရဲ့စံချိန်တွင်းကိုးတွေကြားထဲမှာဆိုရင်စုစုပေါင်း၄ခုပဲရှိတော့တယ်ဂီဗီယမကာကြီးက16ခုသွင်းပြီးသွားပြီအာဆင်နယ်သင်းတမန်ကြောင်တစ်လျှောက်မှာခန်စစ်ကနေဂိုမဲအောင်တွင်းထားခဲ့တဲ့ကိုစီယန်နီက22ခု၄ခုပဲရှိတော့တယ်အစားကြောက်ကလည်းအရှိအရှိသေးတယ်တောင်းငံပေါ်တိုင်းမှာ9ရနိုင်ချီမြင်မာတဲ့ကစားသမားအနေနဲ့အာဆီယံရဲ့တမန်ရောင်းတစ်လျှောက်တွင်းကိုအများဆုံး ခံစစ်ကစားမတူဖြစ်လာမလားစောင့်ကြည့်သွားမှာပေါ့လေဒီမြန်မာဂေဘီယာမကာရေးအနေနဲ့ဒီအသင်းကြီးတော်တော်များအင်ကွေးမှာဂိုးသွင်းထားနိုင်ခဲ့တယ်ခံစစ်ကစားမနော်ဒါပေမဲ့သွင်းကိုတွေကလည်းအသင်းကိုအများကြီးပောင်းဝင်ပတ်သက်ထားတွေ့ရတယ်ဒီမြန်မာဒီကစားမအနေနဲ့ Stanford Bridge Chelsea သင်းရဲ့ကွင်းမှာဂိုးယူထားနိုင်ခဲ့တယ် MF လပောက်ဘူးတင်းရဲ့ကွင်းမှာဂိုးဥထားနိုင်ခဲ့တယ်။ Tottenham Hotspur တင်းရဲ့ကွင်းမှာဂိုးဥထားနိုင်ခဲ့တယ်။ဒီ Manchester City တင်းရဲ့ကွင်းမှာဂိုးဥထားနိုင်ခဲ့ပြီးတော့ဒါအခုနောက်ဆုံးစိန်ချင်းဘက်မှာ Newcastle တင်းရဲ့ကွင်းမှာ ဂိုးဥထားနိုင်ခဲ့တယ်။ဒါကြောင့်ဒီကစားသမားအနေနဲ့ကြီးချောက်ကြီးကြီးကအသင်းတော်တော်များများကိုဂိုးဥထားနိုင်ခဲ့တာမှတ်မိမဲ့ United အသင်းရဲ့ကွင်းမှာတော့ဂိုးမြူထားနိုင်သေးဘူး။အဲ့ဆန်ကြီးနေပါရောင်းဝိုင်းတော့ပို့ပြီးကောင်းတော့မှာပေါ့လေ။အဲ့တော့အာဆင်နယ်အသင်းရဲ့ဗဟိုခံစစ်မှာ twin goal တွေအတွက်ကောခံစစ်မှာဖျက်ထုတ်မှုပိုင်းနေနဲ့ပတ်သက်ပြီးတော့ leadership ပိုင်းမှာတော်တော်လေးအားကိုးနေရတဲ့ Gabriel Magalhaes ကတော့ဒီနှစ်ထဲမှာပဲအာဆင်နယ်နဲ့2029ခုနှစ်ထိစာချုပ်သက်တမ်းတိုးထားပါဗျ။ ဘောလုံးမွေးတွေပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းပြစ်ကစားညင်ဆိုတော့ကျွန်တော်စီမှာလာပြီးဆုပ်လို့ရပါတယ်ဘောလုံးမွေးတွေမလောင်းတဲ့မလောင်းပါနဲ့လောင်းတတ်တဲ့ညီကိုတွေကတော့ကျွန်တော်စီမှာလာပြီးဆုပ်ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ဘိုင်ဘာဖုန်းနံပါတ်တူညာကို46963တန်တဲ့ဘတ်တူညာကို0953ခေါင်းညာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒီတစ်ပတ်ရဲ့မိနစ်60ကျော်မှသွေးရင်ခဲ့တဲ့ထိတ်တန်းကို၄ကိုဘာကြောင့်ကျွန်တော်ဒါကိုထိတ်တန်းကိုလို့ပြောလဲဆိုတော့မိနစ်60ကျော်အချိန်မှရတဲ့ကိုဒီရတဲ့အသင်းအတွက်ဆိုတော်တော်လေးတန်ဖိုးမဖြစ်နိုင်ဘူး နိုင်နေပေမဲ့ထပ်မံပြီးတော့အနိုင်ပြသားသွားတာမျိုးတွေတည်ကြနေပေမဲ့အသင်းအတွက်ခံပတ်အနိုင်ကိုတွေဒါတွေကိုရာသွားခဲ့တာအဲ့တော့ကျွန်တော်ကြည့်လိုက်ရအောင်ဒီ United နဲ့ Brentford အသင်းပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒီ Jackson က3ဂိုး2ဂိုးဆက်အောင်စားကို60 blood 5မိနစ်မှာသွင်းသွားနိုင်ခဲ့တယ်ဒါမိနစ်60ကျော်မှာပေါ့လေပြီးတော့ Crystal Palace နဲ့ Liverpool အသင်းပွဲစဉ်မှာဆိုရင် Arsenal တို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ Eddie Nketiah က60 blood 9မိနစ်မှာသွင်းယူသွားနိုင်ခဲ့တယ်ဒါကအနိုင်ကို ပုံဖော်နိုင်ခဲ့တာဟာလန်ကတော့ဒါ60 plus 3မိနစ်မှာငါးဂိုးတကူးဆိုတဲ့ရာလက်တကူးဖြစ်အောင်ဂိုးသွင်းနိုင်ခဲ့တယ်နောက်ဆုံးတကူးကတော့ဂေဗရီယယ်မဂါဟီးအနေနဲ့စိန်ချင်းပတ်လိုမျိုးအရန်ကိုကြမ်းပြီးတော့နိုင်ပွဲတစ်ပွဲရဖို့မလွယ်ကူတဲ့ကွင်းမှာခေါင်းတိုက်ဘောကိုဒါ60 plus သူ့အနေနဲ့6မိနစ်မှာသွင်းယူထားနိုင်ခဲ့တယ်အဲ့ဒီဂိုး၄ဂိုးမှာဆိုလို့ရှိရင်တော့ကျွန်တော်အကြိုက်ဆုံးကတော့အမ်အဒီအန်ဂတီးယားကိုလည်းသဘောကျတယ် ကီဗီမကဟိုက်ကိုလည်းသဘောကျတယ်ဒါပေမဲ့ကိုရီအသင်းအတွက်အသေးအတန်ကိုလိုအပ်နေချိန်မှာခံပတ်လဲဖြစ်တဲ့ဂိုးဖြစ်တာဖြစ်တဲ့အတွက်ကီဗီမကဟိုက်ကိုတော့ကျွန်တော်တော်လေးသဘောကျတယ်အဲဒီပရီးမီးယားလိပွဲစဉ်6ကတော့တော်တော်များနောက်ကျမိနစ်ဂိုးကြီးနဲ့နိုင်ကြတယ်လည်းများတယ်အဲ့တော့ဘာပြောပါဒီဂိုး၄ဂိုးကတော့ပရီးမီးယားလိပွဲစဉ်6ကဲ့ တကယ်ကိုမှရင်သက်ရှုမဖွေရနောက်ဆုံးမိနစ်ဂိုးတွေပဲဖြစ်တယ်။တချို့အသင်းတွေဆိုတော့ရလက်ပုံကိုပြတ်သားသွားတာမှန်ပေမဲ့ဒီထက်ထဲမှာတော့မထင်ထားတဲ့ရလက်တွေဖြစ်သွားစေတဲ့အဒီအန်ကတီးယားဂိုးရဲ့အာဆင်နယ်အသင်းတို့ကမ်ဘက်ဖြစ်ပြီးတော့အနိုင်ကိုပါပုံဖော်နိုင်ခဲ့တဲ့ကီဗီယမခါရဲ့ဂိုးဖြစ်ရှိနေပါတယ်။အဆုံးထိကြည့်တော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။